နိုင်ငံတကာတည်တည်မှရှိကြတယ်မြမပြည်ပွားတိုင်းရင်းသားညီကိုမောင်နှမအပေါင်းတို့ခင်ဗျာအခုဆိုရင်ကျွန်တော်မြန်မာနိုင်ငံကြီးဟာကိုဗစ်ရောဂါကပ်ပြီးစစ်ပြီးမီးပြီးရေပြီးအခုဆိုရင်ငလျင်တံကိုကောင်းကောင်းကြီးကိုခံစားနေရပါတယ်နိုင်ငံတကာတည်တည်ဖြစ်ကြတယ်တရုတ်နိုင်ငံအိန္ဒိယနိုင်ငံ ဒီနိုင်ငံကြီးရာလဲမြမပြည်တွင်းထဲမှာလာရောက်ပြီးတော့ကဲဆဲနေသလိုမြမပြည်တွင်းထဲကိုဝင်ခွင့်မပေးတဲ့နိုင်ငံတွေကိုလည်းကျွန်တော်တို့တွေ့မြင်နေရပါတယ်နောက်ထပ်ဩစတြေးလျနိုင်ငံအမေရိကန်နိုင်ငံတွေကလည်းလာရောက်ကူညီမယ်လို့သတင်းတွေလည်းကျွန်တော်တို့ရရှိထားပါတယ်ဘာပဲပြောပြောကျွန်တော်တို့တွေကဘု து ့ကိုမှအားကိုးလို့မရပါဘူးကျွန်တော်တို့ပြည်သူတွေဟာ ပြည်သူပဲရှိပါလေပြည်သူဒီသာအခင်ဟာအရာရာကိုပြောင်းလဲနိုင်မယ်ဆိုတဲ့စကားအတိုင်းပဲပြည်သူနားမှာပြည်သူပဲရှိပါလေဒါကြောင့်ကျွန်တော်တို့အခုတကယ်လိုအပ်နေတာစကိုင်းမှာဆိုရင်ပို့ပြီးတော့လိုအပ်နေပါလေရေလည်းပြတ်တောင်နေပါပြီရိတ်ကလည်းပြတ်တောင်နေပါပြီစီးဝါးတွေလည်းပြတ်တောင်နေပါပြီကေဇယီအဖွဲ့တွေလည်းအ ਨੇ ချင်းပဲရောက်ရှိနေပါသေးတယ်အဲ့ဒီအတွက်ကြောင့် စကိုင်းကိုကျွန်တော်တို့တွားရောက်ပြီးတော့ကယ်ဆယ်ဖို့လေကျွန်တော်တို့ကိုကူညီပေးကြအခုဆိုရင်မန္တလေးစကိုင်းမှာပြီပြီးတော့ကယ်မထုတ်နိုင်တဲ့ဓာတ်ပေါ်တွေအလောင်းနေနဲ့ဒဏ်ရာရတဲ့လူတွေအသက်ရှင်နေတဲ့လူတွေရှိပါသေးတယ်ကျွန်တော်တို့ကိုကယ်ပေးကြပါလို့ဒီနေရာနေကျွန်တော်တို့ပြောချင်ပါတယ်အလူရှင်တွေလည်းကျွန်တော်တို့ကို ပါဝင်ကူညီရင်းနဲ့ကဲပေးကြပါကျွန်တော်မြန်မာပြည်ကြီးချားနာနေပါတယ်ကျွန်တော်မြန်မာပြည်ကြီးကိုကဲတင်ပေးကြပါလို့ဒီနေရာနေပြီးတော့ကျွန်တော်ပြောချင်ပါတယ်